ြူလေးမဲ့အချိန်တိုင်းငါချင်းသာမဖြစ်မယ်ဆိုတဲ့စိတ်နဲ့တတ်မှခဲ့ဖို့တယ်။ကြာချောင်းတဲ့အခါတိုင်းချိတ်ဆက်တူဖို့အာယူမှရမယ်ဆိုတဲ့စိတ်နဲ့နောက်တလန်းဆုတ်သွားတဲ့ခြေလန်းတွေကိုချိတ်ဆက်နိုင်အောင်ခွန်အားပေးခဲ့ရတယ်။ဘဝမှာတတ်မှနိုင်အောင်စိတ်တက်ကိုအကျဉ်းချင်းအတင်းထားရတာလေးအခါပါပါပဲ။ရှင်တန်းချင်းတွေမှာစိတ်တက်တွေအကျဉ်းချင်းကြာနေရင်ဘဝကိုအချုံးပေးလိုက်ရတာနဲ့အတူတူပါပဲ။ ဒါကြောင့်ဖြစ်ပျက်လွယ်တဲ့တန်တရားမှာဘယ်အရာကမှမမြဲဘူးဆိုတာသိဖို့လိုပါတယ်။ဒါမှလည်းအဓိကနဲ့တမညာကို ခွဲခြားပြီးဘယ်အရာတွေကိုတော့စိတ်ထဲကြကြထားသိမီဘယ်အရာတွေကိုတော့စိတ်ထဲမထားသိဘူးဆိုတာကိုယ်တိုင်သိမှရမှာပါ။စိတ်ချမ်းသာခြင်းစိတ်ဆင်းရဲခြင်းအဆင်ပြေခြင်းအဆင်မပြေခြင်းအောင်းနိုင်ခြင်းကြာကြုံခြင်းချစ်ချင်းမုန်းခြင်းစတာတွေဆိုတာခဏလေးပါပဲ။ အချိန်တစ်ခုကျော်လွန်သွားတာနဲ့ပြီးသွားမယ့်အရာတွေအပေါ်မှာအဆွေးမထားပါနဲ့ညတိုင်းအိပ်ရာမဝင်ခင် အရာအလုံးကိုခွင်လွန်ပြီးမှ စိတ်ချင်းချင်းနဲ့အိပ်ဆက်ပါဒါမှမနှက်ခင်းတိုင်းမှာစိတ်ကြည်လွင်ပြီးလူရောစိတ်ပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိမှာပါဒါကြောင့်လေလူလူချင်း တူရင်တော့တချို့ကနေပူပြင်မှာရုံးကန်လှုပ်ရှားချင်းတန်ရပါမိမယ်ပျော်နိုင်တဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရကြပြီတချို့ကြ ။အီစတန်နဲ့နေရာမှာနေရပေမဲ့အမြဲပူလောင်နေကြရတယ်။မလိုတာတွေတိတ်မဆွေးနေ။အာတာတွေလွှတ်ချနိုင်အောင်ကြိုးစားပါ။လောဘ၊ဒေါသ၊မောဟမာနတွေနှဲသွားတဲ့တနည်းချင်းတန်ခြင်းတွေမှာအစဉ်ပြေတာမပြေတာထက် နေတယ်လို့ဖြစ်တဲ့ဘဝမှာစိတ်ချမ်းသာအောင်နေတည်ရင်ပဲအေးချမ်းနေပါပြီ။ဒေါသမရှိဘူးတော့ဘယ်ဟုတ်မလဲ။တခါတလေဖြစ်နေတဲ့ဒေါသကိုထိန်းချုပ်နိုင်ခြင်းကလည်းပညာပါပဲ။ မာနမရှိဘူးတော့ဘယ်ဟုတ်မလဲတခါတရံမာနကိုရိုက်ချိုးခိုင်းရတာလားခိုင်းရခတ်တာမရှိဘူးသူ့ပြမင်းလေးဘာမှမဖြစ်တယ်လို့နဲ့ခင်မင်းယဉ်နီမှုတွေကိုတန်ဖိုးထားလို့အပြုံးမပြတ်ခဲ့တဲ့ခိုက်တန်တွေရှိတယ်တိခတ်နိုင်တယ်လို့တော့ဘယ်ဟုတ်မလဲလူသားတယောက်ပဲမာကျော်တွေကြောက်ဆောင်နေတောင်းတွန်တိုက်ပါများလာရင်နည်းနည်းလာသေးတာပဲလူတယောက်ရဲ့တိခတ်ခြင်းတွေဆိုတာကလည်းအတိုင်းတာရှိပါတယ် တပတ်သူရဲ့ခန်းစားချက်ကိုမငဲကပ်ပဲနေကြည့်ရှင်နေဒါပေမဲ့လိပ်ပြန့်မလုံတဲ့လုံရည်တွေဆိုတာကိုရိတ်ကိုနောင်လိုက်သလိုပဲကြောချမ်းတာပဲအဖတ်တင်နေမောင်းမိမဲ့ပြုံထားရတဲ့အခိုက်တန်တွေချစ်ပေမဲ့မောင်းပြရတဲ့အခိုက်တန်တွေဒဲပျော်ရှင်ပေမဲ့အာနာတဲ့စိတ်တစ်ခုတည်းနဲ့မြူသိမ့်လိုက်ရတဲ့အခိုက်တန်တွေရှိတယ်သူ့ပေမဲ့လည်းတနေ့တာကိုလုံရည်တွေကိုပြန်တွေ့တိုင်းလိပ်ပြန့်လုံးပြီး သိခါချုံလိုက်ရတဲ့အခိုက်အတန့်တွေလောက်ပီတိဖြစ်ရတာမရှိပါဘူး။ဒါကြောင့်ဘသူကြောင့်ဘာကြောင့်ညာကြောင့်ဆိုတဲ့အကြောင်းပြချက်တွေနဲ့တင်းနှလုံးသားကိုအယောင်မဆိုးပါနဲ့။ဘသူတရားပြက်ပြက်ကိုမပြက်ပါနဲ့။စိတ်ထားကောင်းရင်ကံကောင်းပါတယ်။